thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စကောင်စီအကြမ်းဖက်တိုက်ခိုက်မှုတွေကိုပြပြတသားအရေးယူဖို့ကုလကိုဥကြုံမှုထွန်ထမှန်တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကောင်စီတိုက်ခိုက်မှုတွေကိုအရေးယူဖို့ကုလကိုဥကြုံမှုထွန်ထမှန်တောင်းဆိုလိုက်ပါတယ်ငလင်ပေးတဲ့ဒေတာတွေမှာစကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူတွေထိခိုက်ဒေဆုံးရတဲ့ပတ်သက်ပြီးကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီတို့ကတိကျပြတ်သားတဲ့အရေးယူမှုတွေအမြန်ဆုံးဆောင်ရွက်ပေးဖို့မြန်မာတမ်မတ်ကြီးဥကြုံမှုထွန်ကတောင်းဆိုလိုက်ပါတယ်မြန်မာစစ်တပ်ကပြည်သူ လူလူတွေပေါ်ရက်ဆက်မှုတွေကျူးလွန်တာနဲ့ပတ်သက်ပြီးကုလသမဂ္ဂအတူညီမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကိုမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကအေဘီလာဆလီယန်နီကစာပေးဖို့တောင်းဆိုလိုက်တာပါအာနာသိန်း49လကြာလာတဲ့ချိန်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်လူ6000ကျော်တည်ဆုံခဲ့ပြီးဖမ်းဆီးနှိပ်စက်ညှဉ်းပန်းခံရသူ2800ကျော်ရှိကနေရဲစွန့်ခွာထွက်ပြေးနေရသူပြည်သူ3000ခွဲခန့်ရှိပါတယ် လူသားချင်းစာနာမှုအကူအညီလိုအပ်သူလည်းတန်း၃၀ကျော်ရှိပါတယ်စစ်ကောင်စီတပ်ကနိုင်ငံတော်အစဉ်ချင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေနေအိမ်တွေကိုမီးရှို့တာတွေပါဝင်ရက်ဆက်ကြံကြုံမှုတွေဇက်တိုက်ကျူးလွန်ခဲ့ပါတယ်၂၀၂၅ခုနှစ်ဖေဖော်ဝါရီတလထဲမှာတင်းစစ်ကောင်စီကနိုင်ငံတော်ပြည်သူ၁၀၆ခုတပ်ဖြတ်ခဲ့ပြီးအဲ့ဒီထဲမှာအသက်၁၈နှစ်ယောက်ကလေး၁၆ယောက်ပါဝင်ပါတယ်ဒီကြားထဲမြန်မာနိုင်ငံမှာမလ၂၈ရက်နေ့ကပြင်းထန်တဲ့ငလင်းနှုတ်ခတ်ခဲ့ပြီးပြည်သူ၃၅၀၀ကျော်သေဆုံးခဲ့တယ်လို့၅၀၀၀ကျော်ဒဏ်ရာရခဲ့ပါတယ်ပြည်သူ၃.၂တန်းငလင်းပေးဒဏ်ခံခဲ့ရပါတယ် ဲ့ဒီကာလတွင်စကောင်စီကငလင်ပေးတဲ့ဒေတာတွေပါဝင်နိုင်ငံတော်မှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။မလ28ရက်ကနေအေပီလ10ရက်နေ့တွင်စကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု62ကြိမ်ရှိပြီးလက်နက်ကြီးပစ်ခတ်မှုအကြိမ်30ရှိခဲ့ပါတယ်။ ိုက်ခတ်ခံရတဲ့အတဲ့ငလင်တန်းပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့စကိုင်းနဲ့မန္တလေးတိုင်းလည်းပါဝင်ပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်ပဲအပြစ်မဲ့အရသာပြည်သူတွေထိခိုက်ဒေဆုံးဒဏ်ရာရခဲ့ပါတယ်ဒီလိုအကြမ်းဖက်ရက်စက်မှုကျူးလွန်နေတဲ့စစ်ကောင်စီကိုအရေးယူမှုတွေအများဆုံးလှုပ်ဆောင်ဖို့လိုအပ်နေပါပြီနိုင်ငံတကာအတိုင်းဝိုင်းနေနဲ့လည်းစစ်ကောင်စီကိုငွေကြေးစီစဉ်မှုလက်နက်ရောင်းချမှုလင်းရင်စီရောင်းချမှုအပါအဝင်စစ်ကောင်စီကိုထောက်ပံ့မှုအလုံးရှက်ဆိုင်ပြီးစစ်ကောင်စီကိုဖယ်ကျင်းထားကြဖို့ဥကြုံမှုထုံးကတောင်းဆိုပါတယ်အဲ့ဒီလိုဆောင်ရွက်ခြင်းဖြင့်မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိပြီး ပြီးငြိမ်းချမ်းတည်ငြိမ်တဲ့အနေအထားကိုဖန်တီးနိုင်မှာဖြစ်တယ်လို့ရှင်းသားထားပါတယ်။ ဇလန်ပြီးယာယီပစ်ခတ်ရဲစိုင်ဟန်ပြကြီးညာပြီးတိုက်ခိုက်မှုတွေနေ့စဉ်လှုပ်ဆောင်နေလို့စစ်ကောင်စီကိုစောင့်ကြည့်မဲ့နိုင်ငံတကာရန်ညားတစ်ခုထူထောင်ဖို့လိုအပ်မယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အပြင်းရကြီးညာပြီးရင်နောက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ64ဦးသေဆုံးတယ်လို့သိရပါတယ်။အကြံဖက်စစ်ကောင်စီကဟန်ပြယာယီပစ်ခတ်ရဲစိုင်ကြီးညာပြီးတိုက်ခိုက်မှုများနေ့စဉ်လုပ်နေပြီးစစ်တပ်ကိုစောင့်ကြည့်မဲ့နိုင်ငံတကာရန်ညားတစ်ခုထူထောင်ဖို့လိုအပ်မှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောဆိုပါတယ်။ ်ဒီကနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းရှင်မြန်းဆောင်2025စီစဉ်မှာဥနီဘုံလကထပ်ပါတိုင်းပြောဆိုလိုက်တာပေါ့အချမ်းဘတ်စတက်ကအေပီလာ၂ရက်နေ့မှာအေပီလာ၂၂ရက်နေ့အထိရှာရီအပြစ်ခတ်ရစဲရေးကြီးညာထားတော့လေနေစဉ်တိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးမှုတွေကျူးလွန်နေကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင်းအေပီလာ၃ရက်နေ့မှာ၃ရက်နေ့အထိပြည်သူ64ဦးတိစုံခဲ့ရကြောင်း၎င်းကရှင်းပြပါတယ်အချမ်းဘတ်စတက်ကအေပီလာ၂ရက်နေ့မှာရှာရီအပြစ်ခတ်ရစဲကြောင်းကိုဟန်ပြကြီးညာခဲ့ပြီးနောက်ပိုင်း ်မှာတက်ဖိုက်တာပါရာမော်တာနဲ့ဒရုန်းတွေကိုအသုံးပြုလေကြောင်းတိုက်ခိုက်မှုတွေစဉ်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနှီးစဉ်ရက်ဆက်ပြုလုပ်ခဲ့ပါတယ်။ အချက်လက်တွေအရဧပြီလ3ရက်နေ့ကနေဧပြီလ13ရက်နေ့ထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ64ဦးသေဆုံးခဲ့ရပြီး83ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။သေဆုံးသူတွေထဲမှာတန်ဃာတော်တွေ၊ကိုရင်တွေ၊ကလင်းငယ်တွေ၊တက်ကြီးရွယ်အိုတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအိမ်ကြီး64လုံးစာသင်ကျောင်း၄ကျောင်းနဲ့ဘုံကြီးကျောင်း၃ကျောင်းနဲ့ခရီးရန်ဖျားကျောင်း၁ကျောင်းတို့ပျက်စီးဆုံးရှုံးခဲ့ပါတယ်လို့ဦးနေဖုံးလက်ကရှင်းပြပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့အပြစ်ခံ င်ရေးစင်းကိုစောင့်ကြည့်မယ်နိုင်ငံတကာရန်နီဟာတခုထူထောင်ရေး အရေးကြီးကြောင်း၎င်းကဆိုပါတယ်ဒီလိုလေကြောင်းတိုက်ခတ်မှုတွေအပြင်လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိခဲ့သလိုမြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ထိုးစစ်ရစဲထားတဲ့ကာလတွေမှာအကြမ်းဖက်စစ်အုပ်စုကအခုလိုလေကြောင်းတိုက်ခတ်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေစစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရင်ရန်နရာတကူတူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်းသတင်းစကားပေးလိုပါတယ်လို့ဦးနေဖုံးလက်ကရှင်းပြပါတယ်။ဒီကနေ့မှာစစ်တပ်ကကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတုံးမြို့ကန်းနီဖုံးကြီးကြောင်းကိုလင်းရင်နဲ့ပုံကျဲတဲ့အတွက် ွက်ပြည်သူ၆ဦးသေဆုံးပြီးတန်ကားတော်၄ပါးပါဝင်ပြည်သူ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးကြံတွင်ပြည်သူတွေဥပုပ်တရင်တီလာစောက်တည်နေခြင်းကန်းနီရွာဘုံကြီးကြောင့်လေတက်ကဘုံကျဲပြီးပြည်သူ၆ဦးတည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော်ဂရက်မြို့နယ်မှာဘုံကြီးကြောင့်အကြံဘတ်စကောင်စီလေတက်က EP 15ရဲ့ကြံအကြံနေ့မနက်7:30မိနစ်50မှာပေါင်900ဘုံကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူ၆ဦးထပ်မံတည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ကျုံတုံးမြို့ကန်းနီကျင်းရွာဘုံကြီးကြောင့်ပြည်သူတွေကြံတွင်ဥပုပ်တရင်တီဆောင်နေခြင်းအကြံဘတ်စတက်ကပေါင်900ဘုံတွင်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူ ူ6ဦးထပ်မံတင်ဆောင်ပြီးတန်ခါလေးပါးနဲ့ပြည်သူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေနဲ့သတင်းအကျဉ်းမြစ်တွေကဆိုပါတယ်။ကျုံတုံးမြို့စစ်ကောင်စီရဲ့ခမာယ945နဲ့ခမာယ946တပ်တွေကလည်းရင်ကွဲတောင်လမ်းပိုင်းမှာပြည်သူတွေရှိရာရှိပူကြီးကော့ဝါလဲဝင်းပြနောင်တမန်တမိန်တော့တောင်ကမရိုက်မိကလုံကန်းဒီစားတဲ့ကြေးရွာတွေထံကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်လျက်ရှိရလို့သိရပါဗျ။ နောက်ထပ်တစ်ပုတ်အနည်းနဲ့တကြံကာလပုံကျဲတိုက်ခိုက်မှုကြောင့်တန်ကားနှစ်ပါးပါဝင်ငါးဦးတည်ဆုံးပြီး26ဦးဒဏ်ရာရတဲ့ကြောင်းတင်ဆက်ပြီးပါမယ်မြမတကြံကာလမှာလေကြောင်းတိုက်ခိုက်မှုကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့ရခိုင်ပြည်နယ်မှာတန်ကားရော်ရီအပါအဝင်ငါးဦးတည်ဆုံးခဲ့ပြီးနောက်ထပ်26ဦးဒဏ်ရာရခဲ့ပါတယ်တကြံအချို့နီဧပြီလ17ရက်နေ့တကြံအချာနီဧပြီလ14ရက်နေ့တွင်မှာဖုန်ကြီးကြောင်းငါးကြောင်းပါဝင်ကျင်းရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စကိုင်းတိုင်းကန်နီအင်းတော်ကောလင်းဝင်းတို့တစေ င်မန္တလေးတိုင်းသပိန်ချင်းနဒိုကြီးနဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တွေမှာအရက်သားထိခိုက်ဒေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာပါ။ကဏီမြို့နယ်တမင်ကျန်ရွာဘုံကြီးချောင်းကိုစစ်ကောင်စီကတကြံအကြာနဲ့အပြီးလာဆက်လေးရဲ့ မနက်ရှင်းနိုင်ဝင်ခြင်းမှာပုံကျဲတက်ခိုက်ခဲ့တာကြောင့်ကိုရင်နှပါပြင်လွန်ပြီးနောက်ထပ်နှစ်ပါတန်ရာရသွားတယ်လို့ဒေသခံတအုပ်ကပြောပါရယ်။တမင်ချန်ကကိုရင်လေးပါမှာနှစ်ပါကပြင်လွန်တော်မူသွားတယ်နောက်နှစ်ပါကတန်ရာရတယ်ပုံကျဲတာနည်းနည်းစောသွားလို့တကြံကာလဆိုတော့ဘုံကြီးเจ้าမှာဥပုတ်တီလာစောက်တီမဲ့သူတွေရဲ့ကုသိုလ်ပြုမဲ့သူတွေရဲ့ကမရောက်ကြသေးတဲ့အချိန်ဖြစ်တဲ့အတွက်အเจ้าမှာရှိရဲ့ကိုရင်လေးပါပဲထီသွားတာဒါအပြင်တမင်ချန်ရွာနီကမုတ်တော်ရွာကိုလည်းဘုံကျရပါခွဲပြီးအမျိုးသမီးတအုပ်တန်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့သူကပြောပါရယ် အင်းတော်မျိုးနဲ့ပိန်နေကုန်းရွာဖုန်ကြီးကျောင်းက AB 14ရက်နေ့မနက်7:00နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခံရပြီးလူနှစ်ဦးထဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါရယ်မန္တလေးတိုင်းနထိုးကြီးမျိုးနဲ့ကျွန်တောင်ရွာဖုန်ကြီးကျောင်းနဲ့ AB 14ရက်ညနေ6:00နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခံလိုက်ရပါတယ်ဒီတိုက်ခိုက်မှုအတွင်းတပ်တော်54နှစ်အရွယ်ဦးသေးဝရအပါဝင်ကိုရင်တပါးနဲ့ကပိယမျိုးသားတအူးထဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်တပိန်ချင်းမျိုးနဲ့ချောင်းကြီးရွာနဲ့ AB 13ရက်နေ့ည7:00နာရီကျော်မှာဘုံကျဲတိုက်ခိုက်ခံလိုက်ရတယ်လို့ပြည်ဦးလူ ွင့်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်။စစ်ကောင်စီကည09:22မိနစ်မှာချောင်းကြီးကိုလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ဘိုးလင်းလုံးကျဲချတဲ့ပေါင်200 300ဝန်းကျင်ဘုံသီးတွေချတာအဲ့ဒီဘုံသီးအစတွေမှန်တာပေါ့ဒီတိုက်ခိုက်မှုကြောင့်ချောင်းကြီးရွာကအမျိုးသမီးတအုပ်နဲ့အမျိုးသားတအုပ်သေဆုံးပြီးနောက်ထပ်10ဦးတန်ရာရခဲ့တယ်လို့ဆိုပါတယ် အင်ပြီလ23ရက်နေ့မှာပဲစကိုင်းတိုင်ဝင်းတုံမြို့နယ်မြောင်းတောင်ရွာဘုံကြီးကျောင်းနယ်10မြို့နယ်လေမရွာဘုံကြီးကျောင်းနယ်ကောလင်းမြို့နယ်ညောင်ကုန်းရွာတွေဘုံကျဲတိုက်ခိုက်ခံရပြီးအမျိုးသမီးတအုပ်တည်ဆုံးတာဘုံကြီးတပားပါဝင်ခုနှစ်ဦးဒဏ်ရာရခဲ့ပါတယ်ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုလည်းအင်ပြီလ23ရက်နေ့မှာလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အသက်10နှစ်အရွယ်မတ်ချင်နင်းဝေအသက်28နှစ်အရွယ်မတ်ကြည်ကြည်ဝင်းနဲ့အသက်34နှစ်အရွယ်မတ်ဦးတန်းမီတို့၃ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုသတင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမဲ့လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ဒါပေမဲ့ April 14ရက်နေ့တုန်းကတော့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်တပ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့နိုင်ငံပိုင်မီဒီယာကတဆင်စစ်ကောင်စီပြောခွင့်ရကပြောဆိုခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့တော့တစုံတရာထည့်သွင်းပြောဆိုတာမျိုးမရှိပါဘူး။စစ်ကောင်စီတပ်ကငလင်ပေးကူညီကယ်ဆယ်ရေးကိုအာရုံစိုက်လှုပ်ဆောင်မယ်ဆိုပြီး April 2ရက်နေ့ကနေ April 22ရက်နေ့ထိအပြစ်ခံရ စဲမယ်လို့ကြေညာထားပါတယ်။ဒီကာလအတွင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်းမန္တလေးတိုင်းနဲ့ပဲခူးတိုင်းတွေအတွင်းလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေရလို့ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။